shopping mall တွေ၊ game center တွေမှာရှိတဲ့ဒီအယုတ်ကောက်ဆက်လေးတွေချစ်စရာကောင်းတဲ့အယုတ်လေးတွေကိုကြည့်ပြီးတော့ခမားတို့လက်စွမ်းခမားတို့တိုင်ဝင်နဲ့ကောက်လို့ရရင်ထင်နေတော့မလားဒါဟာခလေးကောင်တစ်ခုမဟုတ်ပါဘူးဗျခမားတို့ထည့်လိုက်တဲ့ပတ်စံတိုင်းဟာလောင်းကြီးတစ်ခု ဖြစ်နေခဲ့မယ်ဆိုရင်ရောဒီနေ့မှာတော့ဒီကြည်လင်နေတဲ့မှန်တစ်တာနောက်ကအမှောင်ရဲ့ဒီဆက်တွေဟာခမားတို့ပတ်စံကို ဘလို့တမင်ကယူနေတယ်လဲဘာကြောင့်ဒါဟာစကေးကင်းလို့ခေါ်တဲ့ join ကျင်မှုမဟုတ်ပဲねချန့်တကယ်ကန့်စမ်းမဲဒါမှမဟုတ်လောင်းကစားတစ်ခုဖြစ်နေဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာကျွန်တော်နာမည်ကတော့အာခမင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အများစုကဒီ join stick တံကိုမယာမချင်းလိုက်နေရနေရအတိတ်တကြကြဖို့စူးစမ်းနေရကိုစကေးလို့ထင်ကြပါတယ်ဟုတ်ပါတယ် ဒါကတော့အစိမ့်ပိုင်းတစ်ခုလေးပဲဖြစ်ပါလေဗျဒါပေမဲ့အရေးကြီးဆုံးပိုင်းကဘာလဲဆိုတာသိလားဗျအဲ့ဒီလက်ချုပ်ကဲအားလို့ခေါ်တဲ့ grip stick ပါပြောမယ်ဆိုလို့ရှိရင်တော့အယုတ်ကောက်ဆက်ကဲဒီဆက်ယုတ်လက်လို့ခေါ်တဲ့ဒီလက်ကဲအားပါပြဿနာကအဲ့ဒီအားကိုကျွန်တော်တို့ကထိန်းချုပ်လို့မရပါဘူးဆက်ကသာထိန်းချုပ်ထားတာပါခမရတို့ကနေရာတကျဘလောက်ပဲကောက်နိုင်ကောက်နိုင်ဆက်က သူ့ရဲ့ဒီလက်အားကိုရှင်အာမသုံးလို့ဆုံးဖြတ်ထားလို့ရှိလို့ရှင်အခုလိုပဲပြုတ်ကျသွားမှာပါခင်ဗျားတို့ဘယ်လိုထင်လဲဗျဒီဆက်ကိုခင်ဗျားတို့စကေးနဲ့ကောက်လို့ရတယ်လို့ခင်ဗျားတို့ထင်နေလားထင်နေလို့ရှိလို့ရှင်တော့ comment မှာတစ်ချက်လောက်ရေးပြထားခဲ့ပါအောင်ဗျဒီဆက်တွေရဲ့ manual လမ်းညွှန်ထဲမှာစက်ရုပ်လက်ကအားကိုဒီဆက်ကပိုင်ရှင်တွေကလိုအပ်တယ်လို့ထိန်းချုပ်ထားလို့ရပါတယ် စက်ကအကျိန်း20កောက်ပြီးွားလို့ရှိလို့ရှိရင်တစ်ကျိန်ပြန်ပေးမယ်သဘောမျိုးပေါ့ပတ်စံ1000ထည့်ပြီးွားရင်1000နဲ့ရုပ်တစ်ခုကိုပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးပါအဲ့လားတွေအကုန်လုံးကိုစက်ထဲမှာလိုအပ်တယ်လို့ကိုဒီစက်ကပိုင်ရှင်ကထိန်းချုပ်ထားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အခြားနိုင်ငံတွေမှာတော့ပုံမှန် manual မှာဒီစက်တွေဟာ10ကျိန်မှာ3ကျိန်ချပေးပါတယ် ်တချို့ဆိုလို့ရှိရင်အကြိမ်20မှတစ်ကြိမ်လောက်ပဲချပေးတာမျိုးဖြစ်ပါတယ်။အဲ့တော့ဒါကဘာနဲ့သွားတူနေလဲဆိုတော့ကျွန်တော်တို့ဒီ Casio တွေ slot machine လို့ခေါ်တဲ့ဒီ၃လုံးပေါင်းဆက်တွေနဲ့တူနေပါတယ်။ဒါ slot machine တွေထဲမှာဆိုလို့ရှိရင်လည်းကွန်ပျူတာ chip ထည့်ထားရယ်ဗောဗျာ။ဘယ်အချိန်မှာပောက်ခွင့်ပေးမလဲဆိုတာကိုဒီ payout percentage နဲ့တွက်ချက်ပေးတာပါ။ဒီဆက်ထဲမှာဒီလောင်းကစားမှာတုံးနေစိတ်ပိုင်းဆိုင်ရာလက်ွက်တွေကိုဒီဆက်ထဲမှာအကုန်လုံးတုံးထားပါတယ် ဘာလဲဆိုတော့ near miss ဆိုတဲ့ psychological trip ပါ။အော်နီးနီးလေးနဲ့လွဲသွားခြင်းလို့ဆိုပါတယ်ဗျ။ပြောချင်တာကဗျာကျွန်တော်တို့အယုတ်ကိုကောင်းမိသွားတယ်အပေါဝနာရောက်တဲ့ခါမှာဖလှတ်ဆူပြီးတော့ပြုတ်ကျလာတာမျိုးပါ။အဲ့ဒီအချိန်မှာကျွန်တော်တို့အုံနောက်ကဘာတွေးမိလဲဆိုတော့ဟာနီးနေပြီနောက်တစ်ခါဆိုရပြီလို့ထင်သွားပါတယ်။နောက်တစ်ခါကဘာလဲဆို ကျွန်တော်တို့ရဲ့လောဘပါ။ထယ်ပြီးသားပတ်စံကိုတမျောနေတာပါ။အော်တထောင်နှစ်ထောင် 3000ထည့်ပြီးသွားပြီဒါပေမဲ့မရသေးဘူးပေါ့ဗျာအခုရိုက်လိုက်ရင်ဒီပတ်စံတွေကကျွန်တော်တို့အလကားဖြစ်သွားမယ်နောက်တစ်ခေါက်လောက်ထက်ထည့်လိုက်ရင်တော့ရတော့မှာပါဆိုတဲ့စိတ်နဲ့ဆက်ထည့်မိကြပါတယ်ဥပဒေရမှာတော့ဒီဆက်တွေကိုအပျော်စမ်းကစားစရာအဖြစ်ပဲသတ်မှတ်ထားတာဖြစ်တဲ့အတွက်ဒီ public area ရေအပျော်စမ်းဒီ shopping mall တွေမှာတည်ရင်ဝင်ချထားလို့ရတာပါဒီနေ့ကျွန်တော်ရှင်းပြတဲ့အချက်တွေကိုပြန်ကြည့်ကြည့်လိုက်ပါဗျပထမအချက်ကဘာလဲဆိုတော့ မရတို့နိုင်တဲ့အခွင့်အရေးကခမရတို့လက်ထက်မှာမရှိဘူးနဲ့ဆက်ရပရိုဂရမ်င်းထဲမှာပဲရှိပါတယ်။နံပါတ်1ကဘာလဲဆိုတော့ခမရတို့ကိုဆက်ကစားအောင်တုံးထားတဲ့ near miss လို့ခေါ်တဲ့ဒါစိတ်ပိုင်းဆိုင်ရာလက်ကွက်တွေကိုတုံးထားပါတယ်။အဲ့တော့ခမရတို့ပတ်စံတစ်ခုထည့်လိုက်တယ်။မတိကျမရင်ရတဲ့စုလက်လို့ခေါ်တဲ့ဒါ uncertain reward တစ်ခုကိုမျောလင့်နေတာပါ။ပြီးတော့အဲ့ဒီရလက်ကိုခမရတို့ကိုယ်တိုင်ထိန်းချုပ်ခွင့်မရှိပါဘူး။ စက်ကိုပိုင်နဲ့ပိုင်ရှင်ရနေတယ်ထိန်းချုပ်လို့ရတာဖြစ်ပါတယ်။ဒါဂိမ်းမလင်းလို့ခေါ်တဲ့လောင်းကစားရဲ့အတိတ်ပဲဖွင့်ဆိုချက်အတိအကျပါပဲဗျ။ programming နဲ့တွားတဲ့စက်ဒီမှာတော့ခမားတို့ကို10ချိန်ကောက်လို့တစ်ချိန်ပေးမယ်။အချိန်20ကောက်လို့တစ်ချိန်ပေးမယ်ဆိုတာမျိုးတရင်ဝင်ချပြထားတာမရှိပါဘူး။ slot game တွေမှာလည်းဒီလိုပါပဲခမားတို့ဘလောက်စော့မှဘလောက်ပြန်ပေးမယ်ဆိုတဲ့ percentage ကျွန်တော်တို့မြန်မာနိုင်ငံမှာတတ်မှတ်ထားတာလုံးဝမရှိပါဘူး။အော်တော်တော်များများကလည်း တော့ကောက်လို့ရှိရင်အားလုံးကစကီးကျွမ်းနေဆိုပြီးတော့ကောင်းမလေးရှိမှာအယုတ်ကောက်ပြခြင်းနဲ့လူမျိုးတွေရှိပါလိမ့်မယ်ခမားတို့ရဲ့စကီးကိုသူကပြခိုင်းတာမဟုတ်ပါဘူးခမားတို့ပြလို့လည်းမရပါဘူးစက်ထဲမှာသူကန်သူထိတ်ချုပ်ပြီးသားပါ programming ရေးဆွဲပြီးသားပါခမားစေရင်ကောက်ရင်ဘယ်နှချိန်ပြန်ပေးမယ်ဆိုတဲ့ programming ကစက်ထဲမှာရှိပြီးသားပါအဲ့ဒါကြောင့်ခမားတို့နောက်တကဒီစက်တွေနားတွားရင်တတိထားပါခမားတို့ကပျော်ဘူးစော့နေတာလား ဒါမှမဟုတ် အရှုံးပေါ်တဲ့ programming ချတာတဲ့စက်တလုံးကိုပတ်စံပြီးသွားကျွေးနေရလားဆိုတာကိုခုခံကိုစဉ်းစားပါအခုနောက်ပိုင်းမှာဒီအယုတ်ကောက်ဆက်တွေတော်တော်များများကျွန်တော်တို့ public area တွေတော်တော်များများမှာတွေ့လာပါတယ်ဒါကတရေဝင်ဆိုပြီးတော့သတ်မှတ်ထားရဲဆိုပေမဲ့တကယ်မှဂိမ်းမလင်းအစ်စ်ပါအရင်တော့ကတော့ခလေးတွေအတွက်အပျော်သဘောမျိုးဆိုပေမဲ့အခုနောက်ပိုင်းမှာတော့လူကြီးတွေကပါဒါကိုဒါ က်ဆံတွေတချို့ဆိုအများကြီးပေးသုံးပြီးတော့ကောက်နေရလူရှိပါတယ်အဓိကကတော့ main ကလေးတွေတော်တော်များများကောက်ကြရပေါ့နော်အဲ့တော့ခင်ဗျားတို့အယုတ်လူရင်လားကုဖန့်ကိုစိုက်မှာတော့ဝယ်ပါပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့အပျော်ဆော့မယ်ဆိုရင်ဆော့ပါလိုအပ်တဲ့အတိုင်းဒါနဲ့ပူဆော့မယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကအမြင်နဲ့ရှုံးနေပါပါဒါဟာဂိမ်းမလင်းပါလုံးဝမှအပျော်ကစားစရာဆက်မဟုတ်ပါဘူးကျွန်တော်တစ်ဆက်တဲ့အကြောင်းအရာတွေကမိတ်ဆွေတို့အတွက် ဘိုးဒုတဖြစ်မယ်အကျိုးထူးမယ်ဆိုလို့ရှိရင်เนาะကျွန်တော် channel လေးကိုလိုက်ရင် share လေးနဲ့ကူညီသွားပါအောင်ခင်ဗျာနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့